အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုးလိုက်ပါတယ်ကောင်းမွန်ပေါ့နေလေးတနေ့ဖြစ်ပါစလို့ဒီညကနေပြီးတော့စုံမကောင်းတောင်းပီလိုက်ပါတယ်အဒီနေ့ညမှာတော့ Chelsea အသင်းနဲ့ပတ်သက်ပြီးသတင်းတွေကဒါအတင်းတွေကကျွန်တော်ရဲ့အမြင်တွေက input တွေကဒီနေ့ရဲမှာဒါစတင်ပြီးတော့ပြုလုပ်ချင်တယ်လို့ပြောပြရစေအဲ့တော့ Chelsea အသင်းတွေနဲ့အခုလက်ရှိမှာဒီနှစ်စောင်းရာသီအတွင်းမှာကိုယ်တိုင် ဒါခန့်စပိုင်းဖြစ်တင်းဖို့အတွက်တရားဝင်ပြုလုပ်ခဲ့ပြီလို့သိရတယ်မှာပါတယ်။နီးပြရဲ့လက်ရှိလူချင်းမှုကိုဒါ Chelsea ဘက်ကအတိမတ်ပြုတဲ့နည်းနဲ့ Chelsea အသင်းကတော့နီးပြလူချင်းနဲ့ကစားသမားကိုခေါ်ယူပေးဖို့အတွက်ယခုမှတော့ဒါချိတ်ဆက်မှုတွေတရားဝင်ဒါချိတ်ဆက်မှုတွေကိုပြုလုပ်နေပြီလို့သိရတယ်မှာပါပါတယ်။အဲလက်ရှိမှာ Chelsea တင်းနေတာကျွန်တော်တို့နီးပြ Anzo Mares ကလူချင်းနေတာကျွန်တော် Northern Forest ရဲ့နောက်ခံကစားသမားဖြစ်တဲ့ Marilo ကိုတော့ခေါ်ယူဖို့တဲ့လက်ရှိမှာတရားဝင်ဒါကစားသမားရဲ့ agent နဲ့ချိတ်ဆက်မှုတွေကို Chelsea အသင်းဘက်ကနေပြီးတော့ပြုလုပ်လာခဲ့ပြီဆိုတဲ့ ထွက်လာခဲ့တယ်အဲ့တော့ကစားသမား sorry ပါ ကစားသမားကိုလက်ရှိမှာဒါ Chelsea အသစ်နဲ့တရားဝင်ချိတ်ဆက်မှုတွေကိုပြုလုပ်နေခဲ့ပေမဲ့ကစားသမားကပူပူလောလော Chelsea အသစ်နဲ့မဟုတ်ဆိုတာ Northern Forest အသစ်နဲ့2029ထိစာချုပ်တက်တန်ဒါကျွန်တော်ကြံ့နေသေးတဲ့အတွက်စာချုပ်လည်းတက်တန်နေထူထားတဲ့အကြောင်းလက်ရှိမှာ Chelsea အသစ်နဲ့ဒီနေရာမှာနည်းနည်းစဉ်းစားတာဖြစ်တယ်။ကောလာဟာလာတွေကလက်ရှိမှာဒီကစားသမားမှာစာချုပ်ဖြတ်သိမ်းခြင်းပိုင်ဆိုင်လာနိုင်မယ်ဆိုတဲ့သတင်းတွေထွက်ခဲ့ပေမဲ့တကယ်တဲ့အတီလင်းဒါနဲ့ပတ်သက်ပြီးအတီးပြုတ်နိုင်ခြင်းမရှိဘူးပေါ့နော်။လက်ရှိမှာဒီကစားသမားတို့ကကျွန်တော်ဒါ Chelsea ရဲ့ဒါကျွန်တော်ဒီပြဖြစ်တဲ့ Anzo Mares ကတော်တော်လေးကိုသဘောချနှက်သက်နေပြီးတော့ သေးစီကိုခေါ်ယူပေးဖို့အတွက်လက်ရှိမှာဘုတ်ဖွဲ့ကလည်းတောင်းဆိုထားရဲဆိုတဲ့သတင်းတွေကိုချက်စီဘက်ကတောက်လျှောက်တက်နေကြတာကိုတွေ့ရမယ်။ချက်စီတင်တဲ့အခုလက်ရှိမှာဒီကစားသမားတို့ဒါနီးပြလူချင်းတဲ့ကြောင့်လက်ရှိမှာဒါချက်စီအတင်းနဲ့တာ ခြေစွမ်းနေလေတော်တော်လေးကိုကောင်းမွန်နေတဲ့အတွက်ကြောင့်မို့အသင်းဘက်ကနီးကျလူချင်းတဲ့ကစားသမား reward လုပ်ပေးဖို့တော့စတင်ပြီးပြင်ဆင်နေတာဖြစ်တယ်။သူ့ရဲ့ agent နဲ့လက်ရှိမှာစတင်ပြီးချိတ်ဆက်နေပြီဆိုတဲ့သတင်းထွက်လာခဲ့တဲ့ပြင်ကစားသမားကိုတိုင်ကလည်းသူ့အနေနဲ့ဒါ Northern Force မှာကစားတဲ့ design လက်ရှိမှာ champion league လည်းကစားခြင်းနဲ့ဒါ Chelsea လိုအသင်းမျိုးမှာလက်ရှိမှာ front footer ဖြစ်တဲ့အသင်းမျိုးပူဇော်မျိုးမှာလည်းကစားခြင်းနဲ့အတွက်ကြောင့်မို့ Chelsea အသင်းကိုသူကိုယ်တိုင်လာခဲ့မယ်ဆိုရင်တော့မှသူ့အနေနဲ့နေရာရဖို့တော့တေချာတော့နီးနီးရှိတဲ့အတွက်ကြောင့်မို့ Chelsea အသင်းကတော့ Marie Lou ကိုခေါ်ယူဖို့တဲ့လက်ရှိမှာတော်တော်ကြီးကိုကြိုးစားနေတယ်လို့သိရတယ်မှာပါတယ်ဒီကစားသမားကိုလက်ရှိ ်မှာ Northern Voice တင်းနဲ့ဒီနေ့ဆောင်းအတီမှာသာခေါ်ယူခဲ့မယ်ဆိုတော့ပေါင်သန်း80အထက်ကိုတောင်းယူနိုင်တယ်ဆိုတဲ့သတင်းလေးထုတ်ပေါ်လာခဲ့တယ်မှာပါတယ်။ချက်စီတင်းကဒါမနစ်ကဆောင်းရသည်တော့ကဒါကျွန်တော်တို့ balance ရှိမှာတော်တော်လေးဟိုဒါအခြေအနေကောင်းခဲ့တယ်။ကစားသမားအယောင်းနေမှာတော်တော်လေးကိုမြင့်မြတ်ဆူဆူရှိခဲ့တယ်ကစားသမားအဝေးဒီမှာလည်းဒါအဆင်ပြေခဲ့တယ်မှာအဲ့တော့ဒီနေ့အဲ့ပေါ်အယောင်းဝယ်မှာချက်စီတင်းဒီနေ့မှာဒါကျွန်တော် net span မှာတော်တော်လေးကိုနည်းခဲ့တယ်ကြောဒီနေ့ဆောင်းရသည်မှာချက်စီတင်းနေငွေ3ပိုင်ခွေအာနာမှာလည်းရှိရုံသိရတယ်မှာပါတယ်။ဒီနေ့ဆောင်းရသည်မှာချက်စီတင်းနေတချို့ကစားသမားတွေကိုလည်းဆက်လက်ပြီးရောင်းချသွားဖို့တဲ့စဉ်းစားနေခဲ့ပြီ တော့ဒီကစားသမားအယောင်းကနေပြီးတော့ရရတဲ့ပစံကိုတော့လက်ရှိမှာမရီလိုကိုလည်းဝယ်ယူသွားနိုင်ဖို့တော့သူတို့နဲ့မျှော်လင့်နေမရီလိုလက်ရှိဈေးကချက်စီးတင်အတွက်အဟန်တာဖြစ်ဖို့အတွက်ချက်စီးတင်ကတိတ်တော့မမျှော်လင့်ဘူးချက်စီးတင်ကခုလက်ရှိမှာမရီနိုကိုဒီနေ့ဆောင်းရည်မှာခေါ်ပြစ်ခဲ့မယ်ဆိုရင်တော့မှအရေးကြပုံစံမျိုးနဲ့ခေါ်ယူဖို့တဲ့ချက်စီးတင်ကတရားဝင်ဆက်သွယ်မှုဒါကျွန်တော်တို့ပြုလုပ်ထားခဲ့ပြီလို့သိရတယ်ဗျ Northern Force အသင်းနဲ့လက်ရှိမှာသူတို့ရဲ့ဥရောပဝင်ခွင့်မှာလည်းဥရောပမှာဥရောပနေရာဥရောပဒါကျွန်တော်ပွဲစဉ်ဒီမှာကောလက်ရှိဒါကျွန်တော် Premier League မှာပါဒါကျွန်တော်နောက်ပိုင်းပွဲစဉ်မှာချေမတီမငင်ဖြစ်လာတဲ့ပုံမှာဒါကစားသမားကတော်တော်လေးကိုစိတ်ပြက်လျက်ရှိပြီးတော့ ဒီပြအပြောင်းလဲ၃ရောက်တတိလောက်ထားတဲ့ပုံမှာလဲဒါကျွန်တော် Northern Force ကစားသမားရဲ့သိပြီးသဘောမကျကြတော့လက်ရှိမှာအသင်းကနေပြီးတော့ထွက်ချင်တဲ့ကစားသမားတော်တော်လေးကိုများနေတယ်လို့သိရတယ်မှာပါ Morgan Gisway Elliot Anderson လက်ရှိမှာ Marilo လည်းအပါဝင်လို့သိရတယ်မှာပါတယ် Marilo ကလက်ရှိမှာဒါကျွန်တော် Chelsea တင်းနဲ့တရားဝင်စကားပြောဆိုမှုတွေကိုပြုလုပ်ပြီးတော့ဒီအပြောင်းရွှေ့တဲ့မိစိမ့်သာပြခဲ့မယ်ဆိုတော့ Chelsea တင်းနဲ့တကယ်တမ်း Northern Force အသင်းနဲ့ပဲညှိနှိုင်းဖို့လိုတဲ့အနေအထားတစ်ခုကိုရောက်သွားမယ်လို့ပဲကျွန်တော်နင်မြင်တယ်အဲအမှန်တရား Marilo လက်ရှိကစားပေါင်းနဲ့လက်ရှိမှာ Chelsea နဲ့တော်တော်လေးကိုကိုက်လာနိုင်လို့မြင်တယ်ကစားသမားဒါကျွန်တော် Left Footed စနာပဲဖြစ်တဲ့ LCB ဖြစ်တဲ့ကြောင့်မို့ဒါ LCB RCB နေ ရာမှာမဆိုးဘူးလို့ပြော Google လဲလာရင်ဒါကျွန်တော်ချိတ်ဆက်ပြီးဆော့ရမယ်တို့ကြောင့်သို့ဒါ Merino ရဲ့ Merino ရဲ့အားသာချက်ပေါ့နော်ကျွန်တော်လက်ရှိမှာ Northern Forest Boy ဒါကျွန်တော်ဒီနောက်ပိုင်းမှာကြီးဖြစ်တဲ့တို့ကြောင့်သို့ပြန်ကြည့်မယ်ဆိုရင်ဒါ Line Breaking Bus တီသူကိုယ်တိုင်က aggressive ဖြစ်ပြီး front footed ဖြစ်တဲ့ဆန္ဒပဲဖြစ်တဲ့တို့ကြောင့်သို့ ဒီပုံစံမှာတော်တော်လေးကိုမဆိုးလာတဲ့ဒါချက်စီရဲ့လက်ရှိအသင်းမှာမဆိုးလာတဲ့ပုံစံမျိုးကိုတွေ့ရမှာဒါအဲမရီလို့ကမနိုင်ပြောမှာချက်စီအသင်းနဲ့တော်တော်လေးကိုကိုက်ညီမဲ့ကစားသမားတယောက်လို့ကျွန်တော်ရဲ့ပုံကူရေးရမှာကျွန်တော်က100%မြင်ပြီးရတယ်မှာပပါတယ်အဲချက်စီအသင်းနဲ့အခုလက်ရှိမှာကောလာဟာလာတွေထွက်နေတဲ့တင်းတစ်ခုရှိရဲ့အဲ့တင်းကိုတော့ကျွန်တော်ဒီညမှာတခါတည်းတော့ကျွန်တော်ပယ်ချခြင်းနဲ့ချက်စီအသင်းကလက်ရှိမှာဒါအာစနိုအသင်းရဲ့ဖူးဘက်ကစားသမားဖြစ်တဲ့လူးဝစ်ကယ်လီကိုခေါ်ယူခြင်းနဲ့ဆွဲတဲ့တင်းကလုံးဝဘူးရှစ်တာဖြစ်ပါတယ်လူးဝစ်ကယ်လီကိုလက်ရှိမှာအာစနိုအသင်းဘက်ကနေပြီးတော့ဒါကျွန်တော်နေရာတနေရာပေးနိုင်မပေးနိုင်မှာ ာဆုံးဖြတ်နေပြီးတော့ကစားသမားကိုတိုင်ကလက်ရှိမှာအင်္ဂလန်နိုင်ငံအတွက်ပွဲထွက်ဖို့အတွက်ပြင်ဆင်လာခဲ့တယ်မှာပါ။တောမက်ဆူချက်ကိုတိုင်ကလက်ရှိမှာလူးဝစ်ကယ်လီနီနဲ့အင်္ဂလန်နိုင်ငံအတွက်ပွဲချက်ချင်နေဆိုရင်တော့မိနစ်ဒီသူ့ရဲ့ကလပ်မှာအများကြီးလူတယ်ဆိုတဲ့ဥစ္စာကိုတောမက်ဆူချက်ကသူ့ရဲ့အင်တာဗျူးမှာပြောဆိုရခဲ့ပြောဆိုခဲ့တာကိုတွေ့ရမယ်။အဲ့တော့လူးဝစ်ကယ်လီနီကခုလက်ရှိတာကျွန်တော်အာဒေတာရဲ့အာစတန်အသင်းရဲ့ left back နေရာမှာကာလီယာဖြိုးရီကာလာဖြိုးရီကိုကြော်ပြီးနေရာမှာထွက်နိုင်တဲ့အချိန်မှာဒါကျွန်တော်လက်ရှိ သတင်းတွေရတာကျွန်တော်တို့လူးစ်ကယ်ဒီကဒါအငှားနဲ့ထွက်နိုင်မယ်အပီးသက်ထွက်နိုင်မယ်ဆိုတဲ့သတင်းမောင်းများစွာထွက်နေကြတာကိုတွေ့ရမယ်။သို့ပေမဲ့တော့ညလည်းလက်ရှိမှာဒါချက်စီးနဲ့လူးစ်ကယ်လေးကသတင်းတွေထွက်လာခဲ့ပြီးတော့ကောလာဟာလာတွေကမတ်ကူကူရဲ့လာရတာကျွန်တော်အရန်ပုံစံမျိုးနေလူးစ်ကယ်ဒီကိုဒါကျွန်တော်ချက်စီးတဲ့နေနဲ့ခေါ်ယူသွားနိုင်တယ်ဆိုတဲ့သတင်းတွေထွက်ပေါ်လာခဲ့တယ်။ချက်စီးတဲ့နေခုလက်ရှိမှာဖူဘက်တယောက်လူနေတာမှန်ပေမဲ့တကယ်တမ်းပြန်ကြည့်မယ်ဆိုတော့ချက်စီးတဲ့ကတော့လူးစ်ကယ်လီကိုဒါကောလာဟာလာတွေကခေါ်ယူသွားဖို့ချိတ်ဆက်မှုတွေလည်းမရှိသလိုလူးစ်ကယ်လီကိုလက်ရှိမှာချက်စီးတဲ့ခေါ်ယူဖို့အတွက်ဒီနှစ်ဆောင်းရာသီမှာစူးစမ်းသွားမှာမဟုတ်ဘူးလို့သိရတယ် မှာပါတယ်ချက်စီသင်းနဲ့ကူကူဝဲလာရဲ့လက်ရှိကြန့်ခိုင်မှုပြေဝခြင်းနဲ့ကိုလက်ရှိမှာကူကူဝဲလာကိုလည်းအဓိကဒါနေရာပြိမဲ့အတွက်ကြောင့်မို့ကောလူးဝစ်ကယ်လီနဲ့လက်ရှိမှာချက်စီသင်းလာခဲ့မယ်ဆိုရင်တော့မှအရန်ပဲဖြစ်နေမယ်အတွက်ကြောင့်မို့သူလိုချင်တဲ့ပန်းတိုင်ကလက်ရှိမှာချက်စီသင်းရောက်ခဲ့မယ်ဆိုရင်တော့မှဖြစ်နိုင်တဲ့အနေအထားမှာရှိတယ်ကျွန်တော်နေမြင်တယ်တော်မဲ့သူကကိုယ်တိုင်ကတရားဝင်ပြောထားခဲ့တဲ့ကစားသမားရဲ့ပွဲထွက်ရဲ့ဒါကြောင့်မိနစ်တွေပေါ်မူတည်ပြီးတော့သူ့အနေနဲ့ရွေးချယ်မှာဖြစ်တဲ့အတွက်ကြောင့်မို့လူးဝစ်ကယ်လီနဲ့ချက်စီနောက်ကိုရောက်ခဲ့မယ်ဆိုရင်တော့မှကူကူဝဲလာရဲ့နောက်ကွယ်မှာမိနစ်ရဖို့အတွက်တော်တော်လေးကိုရုန်းကန်လာနိုင်ရတဲ့အတွက်ကြောင့်မို့လို့ဒါချက်စီသင်းနဲ့ခေါ်ယူဖို့တော်တာမတိကျတဲ့အခါမှရှိတယ်အ ကယ်ခေါ်ယူဖြစ်ခဲ့မယ်ဆိုရတဲ့ပုံစံမျိုးရှိသွားမယ်တော့ဘုတ်ဖွဲကြောင့်ပဲခေါ်ယူနိုင်ရတဲ့အနေအထားမှရှိလို့အန်ဆိုမိုင်ရက်ကကိုတိုင်ကဒီအပြောင်းလဲအတွက်လက်ရှိမှာဒါ authorize ပြေဖို့အတွက်လက်ရှိမှာနေပါတယ်ဒါကလက်ရှိအနေအထားတစ်ခုပေါ့နော်အဲ့တော့လက်ရှိမှာ Chelsea ရဲ့ဒါကျွန်တော်တို့ Louis Kane တနေတဲ့တင်းတွေကအကုန်လုံးက boost လို့ပြောလို့ရမယ့်အနေအထားတစ်ခုကိုရောက်နေကြတော့တွေ့ရမယ်တဲ့မှာပါပါတယ် Chelsea တဲ့နောက်ခုလက်ရှိဒါကျွန်တော်တို့နောက်ဆုံးသတင်းတွေ update သတင်းတွေရဆိုရင်တော့ Chelsea အသင်းကဒါကျွန်တော်နောက်နှစ်မှာသူတို့နေ marquee signing တွေလုပ်ချင်တယ် သူတို့ရဲ့လက်ရှိနီးပြအန်ဇိုမရက်စ်ကနေတနေ့နဲ့တနေ့တိုးတက်လာတဲ့အပေါ်မှာသူတို့အနေနဲ့ reward လုပ်ပေးခြင်းမာကီဆိုင်ကနေမှာလက်ရှိမှာချက်စီးတင်တဲ့လာမဲ့နွေရာသည်မှာသူတို့အနေနဲ့ဒါမရီလိုကိုဒါကျွန်တော်ဝယ်ပေးမယ်ဆိုရင်တော့မှာသူတို့အနေနဲ့ mastodi လို့ကစားသမားမျိုးခံစားနေရမှာသူတို့ကဝယ်ပေးခြင်းနဲ့ပြီးတော့ချက်စီးတင်တဲ့ခုလက်ရှိမှာ Juventus နဲ့အတူတော်တော်လေးကိုဒါကျွန်တော်ခြေစွမ်းနေပြနေတဲ့ Udis ကိုတော်တော်လေးကိုသဘောကျနေဆိုတဲ့တင်ကမနစ်ကနွေရာသည်ကလေးကထွက်ခေတာဖြစ်တယ်ဒီနေ့ဆောင်းရသည်မှာ Udis ကိုခေါ်ယူဖို့အတွက်တော်တော်လေးကိုစူးစမ်းနိုင်တဲ့အနေအထားမှာရှိပေမဲ့မလွယ်ကူတဲ့အနေအထားမှာရှိတယ်။ Udis ကိုလက်ရှိမှာ Juventus ်ကိုတိုင်ကဒါကြတော့လက်ရှိမှာစာချုပ်သက်တမ်းတူဖို့တူးစားနေတယ်ပရီးမီးယားလိမှာရှိတဲ့ကလင်အသက်ကြီးအော်ကလပ်အသင်း6သင်းရှိရင်4သင်းလောက်ကလက်ရှိမှာယူဒစ်ကိုစိတ်ဝင်စားနေတယ်အာဆနယ်သင်းကစိတ်ဝင်စားလို့လီဗာပူးသင်းကစိတ်ဝင်စားနေတယ်ချယ်ဆီသင်းကလည်းလက်ရှိမှာစိတ်ဝင်စားခြင်းပြုထားခဲ့ပြီးတော့တော်တန်ဟော့စပတ်သင်းကလည်းစိတ်ဝင်စားခြင်းပြုထားတယ်လို့ပြောလို့ရတယ်မှာပါအဲ့တော့လက်ရှိမှာအာဆနယ်သင်းကတော့ယူဒစ်ကိုလာမယ့်နေရာဒီလိုသူတို့ကိုတိုင်ကလည်းမာကီးဆိုင်ကင်းတယောက်နဲ့သတ်မှတ်ထားခဲ့ပြီးတော့သူတို့ရဲ့လက်ရှိဒါ left wing နေရာတွေဒါမာတီနယ်လီတို့ထရော့ဆက်တကိုကြော်ပြီးတော့ယူဒစ်ကိုသူတို့ကနာမည်နေရာပေးခြင်းတယ်ပေါ့နော်အဲ့တော့လက်ရှိမှာချယ်ဆီသင်းကတော့ရှင်းတယ် တို့ရဲ့ဒါကျွန်တော်တို့ အကွင်းလေပိုင်းရောဒါကျွန်တော်လက်ရှိမှာဒါကျွန်တော်တောင်ပံပိုင်းရောပြောချင်တာလူငယ်ကစားသမားတယောက်ကိုသူတို့နေခေါ်ခြင်းနဲ့ Chelsea တင်းရဲ့လက်ရှိ profile လူကျင်တဲ့ပုံစံမျိုးမှာ Udis ကတတော်လေးကိုဖြစ်နိုင်သွားနိုင်တယ်ဆိုတဲ့ပုံစံမျိုးဆက်လက်ပြီးတွေးရမယ်တဲ့မှာပါပါတယ်အဲ Chelsea တင်းရဲ့ Udis ကိုစိတ်ဝင်စားနေဖြစ်ပြီးလာမယ့်လူရည်ကြရင်တော့ဒါကျွန်တော်လက်ရှိနီးပြဖြစ်တဲ့ Enzo Maresca ကိုဒါကျွန်တော်ဝယ်ပေးတယ်ဆိုတဲ့ပုံစံမျိုးလုပ်စေခြင်းတဲ့ဘုံမှာရှိတယ်ဒါကလက်ရှိထွက်နေတဲ့တဲ့ပေါ့နော်နောက်ဆုံးတဲ့တစ်ခုအနေနဲ့ပြောရမယ်ဆိုရင်တော့ Chelsea တင်းရဲ့လာမယ့်လူရည်အတွက်ကဒီနှစ်စောင်းရည်မှာပါဒါတိုက်စစ်မှုတယောက်ကိုခေါ်ယူဖို့အတွက်ကြိုးစားသွားနေ ယ်ဆိုတဲ့တင်ထွက်လာခဲ့တယ်။ဒီနှစ်ဆောင်းရာသီမှာလက်ရှိကောလာဟာလာတွေအရာဆိုရင်တော့ဒါကျွန်တော်တို့ပုရိရှာဒေါ်မွန်ရဲ့လက်ရှိတိုက်စစ်မှုဖြစ်တယ်ဒါကျွန်တော်တို့ဂူဒါစီကိုတော့ခေါ်ယူဖို့တဲ့စိတ်ဝင်စားနေဆိုတဲ့တင်ထွက်လာခဲ့တယ်။ဒီကစားသမားရဲ့လက်ရှိစာချုပ်ဖြတ်သိမ်းကြီးကယူရို၃၅၀ဖြစ်ပြီးဒီနှစ်နွေရာသီဆိုတဲ့လာမယ့်နွေရာသီမှာမှဒါကျွန်တော်တို့ လာမယ့်လူရည်ဒီမှာမှတရားဝင်ခေါ်ယူသွားနိုင်မယ့်အနေအထားမှာရှိတယ်။ချက်စီတင်ကလက်ရှိဒီနှစ်ဆောင်းရသည်မှာတိုက်စစ်မှုဆက်စစ်ပုံစံမျိုးကိုဒါကြောင့် Enzo Mares ကနေအသင်းဘက်ကိုတောင်းဆိုထားခဲ့ပြီးလက်ရှိမှာရှင်ရင်းဆုံးဖြစ်တဲ့ Liam Delap ကို Mike Gai တို့အနေနဲ့လက်ရှိမှာအသင်းအနေနဲ့ impact အလောက်မကြီးမှားတဲ့ကြောင့်သူတို့အနေနဲ့တိုက်စစ်မှုကောင်းကောင်းသာရှိခဲ့မယ်ဆိုချက်စီတင်ကဒီထက်ပိုပြီးအများကြီးကောင်းလာနိုင်တဲ့အနေအထားမှာရှိတယ်။ပြည်ထောင်ကလက်ရှိမှာချက်စီတင်ကိုဒါကြောင့်လာမယ့်လူရည်ကြိုက် Nicolas Jackson လည်းပြန်ရောက်လာမှာဖြစ်တဲ့ကြောင့်ချက်စီတင်နဲ့တိုက်စစ်မှုဝယ်မယ်ဆိုရင်တော့လက်ရှိရှင်ရင်းဆုံးတိုက်စစ်မှုတွေကတစ်ယောက်တူမှုနှစ်ယောက်ကိုရောင်းချပြီးမှသာတိုက်စစ်မှုတွေဝယ် နိုင်မဲ့အနေအထားမှာရှိအဲ့တော့ဂျက်စီသင်းကနီကိုလက်ဂျက်ဆင်ဘူရီဂျာတုံးဆိုရဘိုင်ယန်မြူးနစ်သင်းကနေပြီးတော့ဒါသူတို့အသင်းကိုပြန်လာခဲ့မယ်ဆိုရင်တော့သူတို့အနေနဲ့ပြန်ရောင်းသွားဖို့အတွက်အစီအစဉ်ရှိတယ်ဒလက်ကိုလည်းလက်ရှိမှာဂျက်စီသင်းနဲ့ဒီနှစ်မှာအချိန်ပေးပြီးတော့လာမယ့်နေရာဒီမှာလည်းပြန်ရောင်းသွားနိုင်တယ်ဆိုတဲ့သတင်းထွက်လာခဲ့တယ်ဂျက်စီသင်းကလက်ရှိမှာဂူရာစီကိုစိတ်ဝင်စားခဲ့ပေမဲ့တိုက်စစ်မှုနေရာမှာတော့ဒါနေရာစုံမှာဆော့နိုင်တဲ့တိုက်စစ်မှုကိုလည်းပို့ပြီးစိတ်ဝင်စားနေဆိုတဲ့သတင်းထွက်နေခဲ့တယ်ဂျက်စီသင်းကလာမယ့်ဆောင်းရာသီနေရာဒီမှာအလုတ်ကြီးတွေလုပ်မယ်လို့ပြောနေတယ်ပဲကျွန်တော်တော့ကြံပြပါအောင်အားလုံးပဲ good night ပါ ်ဘောလုံးပွဲတွေကိုကြည့်ရှုအောင်ပေါ့မြန်မာရဲ့ကလစ်ပေးကြပါဗျာမြန်မာကလစ်မှာမြန်မာနိုင်ငံဖြစ်ပါတယ်အားလုံးမကျူတူပါနဲ့ကျွန်တော်ကိုတွားခွင့်ပြုပါအောင်အားလုံးမကျူတူပါနဲ့ဒီပါဗျာ